ခြင်းမီသည်ညအမောင်ကိုထိတ်ငံ့ကြောင်ယူပါရယ်ညစဉ်ညတိုင်းဂျီမီအမေသည်ဂျီမီကိုအိတ်ခမ်းထဲတွင်ထားခဲ့ပြီးအိတ်ခမ်းမီကိုပိတ်ပစ်ပါရယ်၎င်းနောက်ဂျီမီ အမေသည်၎င်း၏အိတ်ခမ်းသို့ ပြန်သွားလေးရှိပါရယ်အိတ်ခမ်းထဲတွင်တယောက်တည်းကြံ့ရသောဂျီမီသည်၎င်းအတွက်တိတထားရှိပြီးသောအကြောင်းအိမ်မှ၎င်း၎င်း၏အိမ်အောက်ဘက်မှ၎င်း ။ပရင်းပေါက်အပြင်မှ၎င်းထူးခြားသောအတန်းများလွင့်ပြန်လာနေသည်ကိုကြားနေရကြောင်းထင်မှတ်နေမိသည်။တာအိယာဝင်ချိန်မှာအင်မတန်တာရတဲ့သချင်းတန်လေးနားမထောင်ချင်ဘူးလား။တနေ့သောအခါတွင် အမေကဂျင်မီကိုမေးလာသည်။ကျွန်တော်ဖေဖေမေမေနဲ့အတူတူအိယာရာကိုပဲပို့ပေးကြိုက်ပါတယ်ဟု၍ဂျင်မီကညှိတွားပြီးပြောသည်။ကျွန်တော်တယောက်တည်းမဲချင်မှုအမေ ီးတော့ကျွန်တော်အိတ်ခမ်းမောင်မဲနေတာကိုလည်းကျွန်တော်မကြိုက်ဘူးဂျီမီအမေဒီပြောင်းပြလိုက်ပါသည်တညဘက်မှာအိပ်ပျော်ဖို့ဖေဖေရောမေမေရောတားကိုတခုခုပေးမယ်ဟုဂျီမီအမေကပြောလိုက်သည်ရတဲ့တဲ့ဘက်တပတ်အခန့်ကြာရင်ဖေဖေနဲ့မမေကလှပသောတစ်တာကြီးတလုံးကိုဂျင်မီအားလက်ဆောင်အဖြစ်ပေးလာသည်လက်ဆောင်တစ်တာကြီးနဲ့ဆက်လင်း၍ဂျင်မီသည်လုံကင်းစွာစိတ်လှုပ်ရှားနေမိသည်ဂျင်မီသည်တစ်တာကြီးအပေါ်ပိုင်းကိုခွာပြက်လိုက်သည် ်တတကြီးအတွင်းတွင်တတတလုံးကိုဂျင်မီထမ်းမှန်၍တွေ့ရှိရသည်တတ၏အယောင်မှာတပပေါ်လွင်သည့်အနက်ယောင်ဖြစ်သည်လဲဖွင့်ရင်တော့တချောင်းလဲတတ၏အပေါ်ပိုင်းတွင် ပါရှိသည်ကို တွေ့ရသည်ဒုရိယတတလေးတလုံးပါလားဂျင်မီစိတ်ပျော်ရွှင်သွားသည်၎င်းနောက်ဂျင်မီသည်တစ်တာ၏အဖုံးကိုဖွင့်လိုက်သည်။တာယာသောဒိတ်တန်လွင့်ပြန်ထွက်ပေါ်လာသည်။ဟာဒါမျိုးကိုကျွန်တော်လိုချင်နေတာ ခြင်းမိသူ့ဘာသာသူပြောလိုက်သည်ကျွန်တော်ညဘက်အိမ်ရောက်ဝင်တဲ့အခါမှာตายရတဲ့တေးတန်ကိုတိတ်ကြားချင်နေတော့သူနေညတွင် အမေသည်ခြင်းမိကိုနှုတ်ဆက်ကအိမ်ခံပြီးပြေး၍ထပ်ပါသွားသည့်အချိန်တွင်ခြင်းမိသည်ဒုရိယာတတာကိုဖွင့်လိုက်ပါသည် တေးတန်ထွက်ပေါ်လာသည်အမေကခြင်းမိကို တေးတန်သားဖြင့်အိပ်ပျော်သွားစေရန်ထားခဲ့ခြင်းဖြစ်သည် တေးတန်သားကို ကြားရသည့်အခါခြင်းမိအလော်ပျော်ရွှင်သွားသည် ေးတန်ထပုံမတရားနာပြောဖွယ်ကောင်းသောအတန်မရှိတော့ပေ။ဂျင်မီအိပ်ပျော်သွားပါသည်။သူနေမှာစတင်၍ညပေါင်းများစွာတိုင်ဂျင်မီသည်တေးတန့်ကိုနားထောင်၍အိယာဝင်ခဲ့သည်သို့သောညပေါင်းတန်ကြာသည့်အခါဂျင်မီသည်ညအိယာဝင်ကြားနေကြတာတေးတန့်ကိုညီငွေလာသည်သူနားထဲတွင်မဆွဲတော့ပေတညတစ်မျိုးဖွင့်နားထောင်လို့ရတဲ့တူရိယာတစ်တောက်ကိုပဲလှုံ့ချလိုက်တာဂျင်မီကတာတာရာဖြစ်လာတယ် ဂျီမီသည်အမေကိုတူရိယာတစ်တာနောက်တစ်လုံးနောက်တစ်မျိုးကိုစားသည်အကြာမျိုးအစားတူရိယာတစ်တာမျိုးမရှိတော့ဘူး၍ဂျီမီအမေကပြောလိုက်တို့နေ့တွင်လဲဂျီမီသည်တူရိယာတစ်တာကို အခါတိုင်းကဲသို့ခွင့်ကနားထောင်သည်ကြားနေကြတေးတန်သာပဲဖြစ်သည်ဂျီမီမပြောတော့ပါဂျီမီတပြင်းချလိုက်သည်ဂျီမီမြင်းငွေလာသည်တူရိယာတစ်တာကလေးရဲ့တခြားသံစင်တွေတခြားတေးတန်သာတွေကိုပဲ ငါကနားထောင်ချင်နေရအဲ့ဒီတခြားတန်စင်တွေတေးတန်တာတွေကိုမပြပေးပါလားဒူရီရဲ့တစ်တာကလေးရဲ့ညစဉ်ညတိုင်းတညတစ်မျိုးတေးတန်တာတွေကိုနားထောင်ချင်နေရှာတဲ့လူကလေးရဲ့ဝေပြင်ရင်မအပြင်ဘက်မှာအတန်တန်တုံးညင်းစွာထွက်ပေါ်လာတယ်ဘသူလဲဘသူလဲဘသူပြောနေရလဲချင်းမီကပြပြဆိုဆိုအဲ့ညာနေရာမှာထပြီးတော့မှထိုင်လိုက်တယ် သူဟောဟောဒီဒီကြည့်တယ်။ဤသူတူတယောက်ကိုမြမင်းတွေ့ပြီးရောင်။ကျုပ်ဟာ လူကလေးလို့ချင်နေတဲ့တူရိယာတစ်တာကိုဖြစ်စည်းပေးနိုင်တဲ့တတမကြီးတကောင်ပါ။အတန်ကဆက်လက်ရွှေထွက်ပေါ်လာတဲ့ဂျင်မီကြားနေရတယ်။အေယာဘောကဆင်းလိုက်ပါလား။လိုက်ကြည့်လိုက်လေ။ဂျင်မီဒီအေယာဘောကဆင်းလိုက်ပြီးရင်းပစီကိုသွားလိုက်သည်။အမြင်တို့ကြည့်သည် တွင်မှအပြင်ဘက်မှတိတကြီးတစ်ခုကိုဂျင်မီထင်ရှားစွာတွေ့လိုက်ရသည်ထိုနေရာမှာတိတမကြီးတစ်ကောင်ဖြစ်သည် အလုံထူးခြားစမ်းကြယ်တော့ပုံမှန်ရှိသည့်တတဘာကြီးတကောင်ဖြစ်နေသည်တတဘာကြီးအရက်မြန့်က အလွန်ပူနေသည်သို့သော ကိုလုံးကိုပေါကကြီးမာသည်ဝါဖိုင်သည်နရွက်အစုံဤ ပုံမှန်မှာရှည်ရှည်ချွန်းချွန်းဖြစ်သည်အမွေးမြင်ကအထူးထူးဖြစ်သည်မျက်လုံးစုံသည်ကြီးမားသည်အယောင်သည်အစိမ်းအောင်ဖြစ်သည်အသင်ကဘသူများပါလဲဟုရင်မီကမေးလိုက်သည်ကျုပ်လားကျုပ်ဟာတတော်ကြီးတကောင်ပါပဲဒါပေမဲ့လူကလေးရဲ့ဆန္ဒဖြစ်ပေါ်အောင်ပေါ်ပေါက်နေရကိုစိတ်ဝင်စားနေရသူပဲပေါ့တတော်ကြီးကပြန်လဲဖြစ်ကြသည်မတွေ့လားလူကလေးဒီမှာတစ်တာတစ်လုံး အဲ့ဒီတိတ္တာဟာလူကလေးတကယ်တတတဖြစ်နေတဲ့တိတ္တာအမျိုးအစားပဲအဲ့ဒီတိတ္တာကလူကလေးကသချင်းနားထောင်ခြင်းနဲ့အချိန်တိုင်းသချင်းတစ်ပုဒ်နဲ့တစ်ပုဒ်မထက်စေရအောင်သချင်းဆိုပြမယ်လူကလေးကိုဖျော်ဖြေပေးမယ်အိုးဆိုရဲအာမေနေကိုပြူလိုက်သည်အဲ့တော့တက်လည်းဖြစ်သွားသည်အတိတ်ကလေးကိုမူလာတူရီယာတိတ္တာအဟောင်းနဲ့အတူဇပွဲပေါ်တွင် ရှင်တွဲထားရှိလိုက်သည် ျွန်တော်ကိုသချင်းတစ်ပုတ်ဆိုပြပါဟုဂျင်မီကတိတ္တအသည့်ကလေးကိုပြန်ပြောလိုက်သည်ဂျင်မီစကားဆုံးသက်သည်နှင့်တိတ္တအသည့်ကလေးထဲမှသချင်းတန်အထွက်ပေါ်လာသည်သချင်းကောင်တစ်ပုတ်လည်းဖြစ်သည်သချင်းစာသားသည်လည်းပြည့်ပြည့်သည်ဂျင်မီအမေနှင့်အဖေပေးထားခဲ့သောဒူရီယာတိတ္တထဲကသချင်းတိတောင်းတန်ဆင်းနှင့်တခြားစီဖြစ်သွားသည်ဂျင်မီသည် သချင်းနားထောင်ရင်အိယာတဲသို့သွားရောက်ကအိမ်လိုက်ချင်းသည့်စံတာဖြစ်လာသည်နောက်တစ်ပြေးများသို့ဆက်လက်ရောက်ရှိလာသည် ကျွန်တော်ကိုတချင်းတစ်ပုတ်ဆိုပြပါဟုဇင်မီကတိတာအစ်စ်ကလေးကိုပြောလိုက်သည်တချင်းပင်တချင်းတန်လွင်ပြန်ထွက်ပေါ်လာသည်အခြားတချင်းအမျိုးအစားများနှင့်မတူ အလွန်ကွဲပြားခြားနားသောတချင်းတစ်ပုတ်ပဲဖြစ်သည်တတိယညသို့ဆက်လက်၍ရောက်ရှိလာသည်အလားတူပင်ဖြစ်သည်ဂျင်းမီစသည်အလုံးနာပြောဖွယ်ရှိသောတခြင်းတပုတ်ကိုနားထောင်ရင်အိပ်ပျော်သွားပါသည်တခြင်းတန်သည်လည်းတိုးတိတ်သွားပါသည် ဘာဖြစ်လို့များသချင်းတန်ကရက်ဆိုင်သွားရတာလဲဂျီဘီကအဲ့နေရာမှာနုံနုံချင်းတစ်တောင်အသေးကလေးကိုမေးလိုက်သည်တစ်တောင်အသေးကလေးကိုလည်းစူးစိုက်စွာကြည့်သည်၎င်းနောက်ဂျင်းမီသည်တော့တစုံတရာကိုတွေ့လို့တွေ့ညာတစ်တောင်အသေးကလေး၏ပတ်ပတ်လေးကိုကြည့်လိုက်သည်တို့ရတွင်ဂျီမီသည်ညီသည့်တော့မျိုးစားကိုများမတွေ့ရှိပေကျွန်တော်မျှော်လင့်ပါတယ်တစ်တောင်အသေးကလေးကတော့ချုံရင်းချက် မဖြစ်ပေါ်နေပါဘူးလို့ဂျီမီကပြောလိုက်သည်တင်းနဲ့သမီးလေးဘာမှမဖြစ်ပါဘူးတစ်တာအစ်စ်ကလေးကပြန်ပြောလိုက်သည်အခုတင်းနဲ့သမီးလေးအလွန်စာနောင်နေပါတယ်ဂျေဆုပြုတ်ပြီးတင်းနဲ့သမီးလေးကိုစားစရာနည်းနည်းလောက်ပေးနိုင်ပါသလားတစ်တာအစ်စ်ကလေးပြန်ကြားပြောဆိုလိုက်သည့်စကားတန်းကိုကြားလိုက်ရသည့်အခိုက်တွင်ဂျင်မီသည်တုံလုံးချောက်ချသွားသည်တစ်တာအစ်စ်ကလေးကအမှန်တကယ်သူ့ကို ြည်ဝဲစကားပြောဆိုနေပါကလားဟူ၍ဂျီမီတယောက်တည်ရှိလိုက်သည်ဂျီမီသည်တကြအတိကလေးအဖုံးကိုဖွင့်လိုက်သည်စင်စစ်ဂျီမီသည်တတဝါကြီးမာကြားခဲ့သောစကားကိုမိမိလော့လော့ဖြစ်ကောင်းတတအတိတ်ကလေးဤအဖုံးကိုဝင်းလိုက်ခြင်းပဲဖြစ်သည်တတဝါကြီးကတတလေးကိုဂျီမီတို့ပေးရခဲ့စဉ်ကတတဝါကြီးကတတအတိတ်ကလေးကိုညီသည့်ညီမညဝင်းမကြည့်ပါနဲ့ဟု တားမြစ်ပြောဆိုခဲ့သည်မဟုတ်လား ြီးမီသည်တစ်တောင်အသေးကလေးအဖုံးပွင့်သွားသည်နှင့်အတွင်းသို့ကြည်လိုက်သည်ဂျီမီအံ့ဩတသင့်ဖြစ်သွားရသည်တစ်တောင်အသေးကလေး၏တောင်းတောင်းတွင် အရွယ်ပမာဏအားဖြင့်အလွန်သေးငယ်သောနတ်သမီးကလေးတစ်ပါးကို တွေ့ရသည်ဂျီနတ်သမီးကလေးသည်တေးဆိုသောနတ်သမီးလေးဖြစ်ပါသည်ဂျီမီကိုတစ်တောင်အသေးကလေးအတွင်မှနေ၍တေးတချင်းတီဆိုပြသောနတ်သမီးကလေးပဲဖြစ်ပါသည် အတင်ကဘသူများပါလဲဟုချင်းမီကမေးသည်တင်းနဲ့သမီးပါနာမည်ကတင်းကလေးလို့ခေါ်ပါတယ်တင်းနဲ့သမီးကလေးတွေဟာတည်တချင်းတည်ဆိုကြရမှာအတန်အလွန်ပဲကောင်းကြပါတယ်ရှင့်တင်းနဲ့သမီးတို့ကိုတချင်းဆိုပေးပါလို့ပြောလာတဲ့သူဘသူကမဆိုတင်းနဲ့သမီးတို့ကတည်တချင်းဆိုပြပါတယ်ဟုတင်းနဲ့သမီးလေးကပြန်လဲဖြေကြသည် အတင်တို့တင်းနဲ့သမီးကလေးတွေအားလုံးဟာအခုလိုပဲတိတ္တရီထဲမှာနေနေကြပါသလားဟုချင်းမီကဆက်လက်၍နေသည်မဟုတ်ရပါဘူးလူကလေးတင်းနဲ့သမီးလေးတင်းကလေးကပြန်လဲရှင်းပြသည်တို့ရတွင်တင်းနဲ့သမီးလေးပြန်လဲရှင်းလင်းပြဆင်တွင်ခြေကွဲဝန်းနှန်းနေသည်အနေအထားဖြစ်ပေါ်နေသည်ကိုချင်းမီတွေ့မြင်ရသည်တင်းနဲ့သမီးကိုတတဝါကြီးကဖမ်းထားလိုက်ပြီး အဲ့ဒီတက်တာကလေးထဲမှာပိတ်လောင်ထားလိုက်ပါတယ်။လူကလေးဟာအခုတင်းတဲ့သမီးကိုပိတ်လောင်ထားတဲ့တက်တာအတေကလေးရဲ့ဖန်ရှင်ဖြစ်နေတာရဲ့ပြီးတော့အရှင်သခင်ဖြစ်လာတာရဲ့အဲ့ဒါရီအတွက်တင်းတဲ့သမီးတိတ်ကိုဝမ်းသာမိတာပဲ။တင်းတဲ့သမီးလေးကလူကလေးကိုဝမ်းသာစွာတချင်းဆိုပြပါမယ်။ဒါပေမဲ့လူကလေးကတင်းတဲ့သမီးလေးသူ့အတွက်စောင်းစရာနည်းနည်းပပကျွေးရမယ်နော်။စားလို့ပါခု ကျင်မီသည်တင်းနဲ့သမီးတင်းကလေး၏စကားကိုကြားသိရသည့်အခါအလွန်ကြေကွဲသွားသည်ကျင်မီသည်တင်းနဲ့သမီးစားတောက်ရန်ပါမုံနီနို့ကို ပြင်ဆင်ယူခဲ့သည်တင်းနဲ့သမီးသည်ပါမုံနီနို့ကိုမိန့်ရှက်စွာစားတောက်သည်တင်းနဲ့သမီးဟာသူ့အဖေအမေနဲ့ခဲကွာခဲရပြီးတိတအစီကလေးထဲမှာပိတ်လောင်ခံနေရတာဘလောက်များစိတ်ညစ်နေမလဲနော်ဟူ၍ကျင်မီသည်တင်းနဲ့သမီးပါမုံနီနို့စားတောက်နေသည့်အခြေအနေကိုကြည့်ရင်တွေ့နေမိသည် တင်းနဲ့သမီးစားတောက်ပြီးစီးသည့်အခါတွင်တင်းနဲ့သမီးကလေးရဲ့တစ်တာအစ်စ်ကလေးထဲမှာဆက်လက်ပြီးအပိတ်အလောင်းခံနေဖို့မလိုအပ်တော့ပါဘူးလေကိုမိသားစုရှိရာကိုအိမ်ရှိရာကိုပြန်သွားပါတော့ဟူ၍ချင်းမီကပြောသည်အဲ့ဒါအမှန်ပဲလားလူကလေးဟုတင်းနဲ့သမီးကဝမ်းမြောက်ဝမ်းသာမိသည်တင်းနဲ့သမီးတစ်တာအစ်စ်ကလေးထဲမှာအပိတ်အလောင်းခံနေရတာကိုလူငယ်ခွင့်ပေးလိုက်တာ အမှန်အကန်ပါပဲ ဂျင်မီကပြောသည်ကျေးဇူးတင်ပါတယ်လူကလေးတီနဲ့သမီးသည်အော်ဟစ်ပြောဆိုသည်၎င်းနောက်ပရင်းပါမတစဉ်အပြင်ဘက်သို့ဆင်းသွားသည်နောက်ဆက်ခဲ့ပါတယ်လူကလေးနောက်ဆက်ခဲ့ပါတယ်လူကလေးရဲ့ကျင်နာမှုကိုတီနဲ့သမီးပေရောမှမမိပါဘူးနော်ဂျင်မီသည်ရင်းအိမ်ရာသို့ဝမ်းနေစီခွဲစွာပြန်လာသည် ၎င်းသည်အဖေနှင့်အမေပေးခဲ့သော တူရိယာတစ်တာဟောင်းမှတေးတံကိုခွင့်၍နားမထောင်တော့ပြီးအเจ้าမူကားရင်းတန်စင်းနှင့်နိုင်ရှင်လင်းတာယာပွဲရှိမည်မဟုတ်သည့်အတွက်ဖြစ်သည်ဂျီမီသည်အိပ်ပျော်သွားပါသည်ဂျီမီအိမ်မက်မှတ်ပါသည်အိမ်မက်ထဲမှာလွန်ခဲ့သောညများကဒီနေ့သမီး တင်ကလေးတီဆိုခဲ့သော အလွန်ထူးခြားဆန်းပြသည့်တေးသင်းများနှင့်ဆက်လင်း၍ပဲဖြစ်သည် ရပောင်းများစွာကြော်လွန်ကုန်ဆုံးပြီးသောနောက်တွင်ညတညတွင်ဖြစ်သည်ဇင်မီသည်အိပ်ပျော်လူဆဲဆဲရှိနေစဉ်တွင်ရင်ဤအိတ်ခမ်းပရင်းပေါင်းမှအလိုနှစ်သက်တရားဖွဲကောင်းသောတချင်းတန်လွင့်ပြန်ထွက်ပေါ်လာသည်ကိုကြားလိုက်ရသည်တချင်းတန်သည်တင်းနှင့်သမီးတင်းကလေးပြီးဆိုသောတချင်းတန်ပင်ဖြစ်သည်တင်းကလေးတင်းကလေးဇင်မီသည်ပျော်ရွှင်စွာအော်ဟစ်သည်တင်းနှင့်သမီးတင်းကလေးပဲနော်ဟုတ်ပါရဲ့လူကလေးဒီနဲ့သမီးတင်းကလေးပါပဲတင်းကလေးကပြောသည် ၎င်းနောက်တင်ကလီသည်ဇင်မီအရာပေးရှိစပွဲပေါ်သို့လန်တက်လိုက်ပါသည် လူကလေးဟာတခါတရံမှာလူကလေးစီကိုလာပြီးတင်းနဲ့သမီးသချင်းလာဆိုပေးတာကို မျော်လင့်နေလိမ့်မယ်လို့ထင်မိပါတယ်လူကလေးစီကိုတင်းနဲ့သမီးလေးညတိုင်းမလာနိုင်ဘူးကွဒါပေမဲ့တင်းနဲ့သမီးလာနိုင်တဲ့အခါလူကလေးစီကိုလာခဲ့ပါမယ်။အိုးကျွန်တော်လေးတင်းနဲ့သမီးလေးဆိုတဲ့တေးသချင်းတန်ကို ကြားရတာနှစ်သက်ပါတယ်ဟုဂျီမီကပြုံးရွှင်စွာ ပြောသည်တင်းနဲ့သမီးလေးရဲ့ကျေးဇူးပြုပြီးတက်နိုင်သလားကျွန်တော်စီ မကြမကြလာခဲ့ပါလားဗျာတို့နေထိုအချိန်မှအစတင်၍ဂျေမီနဲ့တင်းနဲ့သမီးလေးတင်းကလေးတို့နှစ်ဦးသည်တအူးနှင့်တအူးခင်မင်းတွေ့တွေ့ခဲ့ကြသည်တအူးပေါ်တူတငယ်ချင်းကောင်းများဖြစ်ကြသည်ဆက်လက်၍လည်းဂျေမီသည်ညအမောင်ထဲတွင်အိတ်ခမ်းထဲ၌တယောက်တည်းအိတ်ဆက်ရန်မကြောက်ရွံ့တော့ပါလေ